It's time for the decode program. Debate Decode Program ရဲ့ episode 2ပါနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ခါတော့ competitive debate ပြိုင်ပွဲတစ်ခု မှာမရှိမဖြစ်အရေးကြီးတဲ့အရာတစ်ခုအကြောင်းကိုပြပြသွားမှာပါ။ဟုတ်ပါတယ်။ format ပဲဖြစ်ပါတယ်။ရှိက episode 1မှာလည်းပြပြခဲ့ပါတယ်။ Debate တစ်ခုကို format ဖြစ်စေတာကတော့ debate format ပဲဖြစ်ပါတယ်။ ဆိုတော့ format ဆိုတာဘာလဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်လိုက်ကြအောင် format ဆိုတာကိုရေကူရအဖြစ်ရှင်းပြရရင်တော့တပိတ်ပြိုင်ပွဲတစ်ခုမှာအတင်းတက်တက်မှာပါဝင်တဲ့အရှင်ပြိုင်သူဦးရေရှင်ပြိုင်သူတွေရဲ့အစကားပြောဆိုခြင်းပြိုင်ပွဲအတွင်းမှာလိုက်နာရမယ့်စီမင်းစည်းကမ်းစတာတွေကိုပွဲချင်းပရဲ့အဖွဲ့အစည်းဘက်ကနေပြီးတော့သတ်မှတ်လိုက်တဲ့အရာတွေပဲဖြစ်ပါတယ်ဒီဘေးဖော်မတ်တွေဟာဆိုလို့ရှိရင်နေရာဒေတာတမိုင်းကြောင်းနဲ့ပြိုင်ပွဲရည်ရွယ်ချက်စားရတွေပေါ်မူတည်ပြီးတော့မတူကွဲပြားတဲ့ဖော်မတ်ပေါင်းများစွာတည်ရှိနေပါတယ် ဒီနေ့ episode လေးမှာတော့လူသိများပြီးတော့နာမည်ကြီးရဲ့ format တခုအကြောင်းကိုအကြံပြုပြပြပေးသွားပါမယ်။ဒါတွေကတော့ Carpa format, British Parliamentary format နဲ့ Lincoln Douglas format တို့ပဲဖြစ်ပါတယ်။ Carpa debate format ကတော့ Australia British philosopher တို့ဖြစ်တဲ့ Karen Mopapa ကို inspire ယူထားတဲ့နာမည်ပဲဖြစ်ပါတယ်။ကပပရဲ့ចောင်းသားတူဖြစ်တဲ့ George Soros ထောင်နဲ့ Open Society Institute ကနေပြီးတော့စတင်ဖယ်တည်ခဲ့တဲ့ debate format တစ်ခုလည်းဖြစ်ပါတယ်။ ။ Carbon performance ရည်ရချက်ကတော့လူငယ်တွေအတွက် flexible ဖြစ်တဲ့ educational team debate format ပုံစံမျိုးဖြစ်စေမှုပါ။ Carbon performance မှာတော့အသင်းနဲ့သင်းရှင်ပြရပြီးတသင်းမှအဖွဲ့ဝင်3ဦးပါဝင်ပါတယ်။ဒီ format ဟာဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့လူအများစုနဲ့လည်းရင်းနှီးပြတာ format တစ်ခုလည်းဖြစ်ပါတယ်။ဒုတိယ format ဖြစ်တဲ့ British Parliamentary Debate format ကတော့ British House of Commons ကနေစဉ်းစားလာတဲ့ format တစ်ခုပဲဖြစ်ပါတယ်။ 1800ခုနှစ်လောက်မှာ Liverpool နဲ့ UK တက္ကသိုလ်အများစုမှအသုံးပြုခဲ့ကြပြီးတော့ Former Academy Style တစ်ခုအဖြစ်စတင်အသိအမှတ်ပြုခဲ့ရတာနေပြီးတော့စတင်ခဲ့တာပဲဖြစ်ပါတယ်။ British Parliamentary Former မှာဆိုလို့ရှိရင် Opening Government, Closing Government, Opening Opposition နဲ့ Closing Opposition ဆိုပြီးတော့အသင်းအသင်းပါဝင်ပါတယ်။ဒီ format ရဲ့ထူးခြားချက်ကတော့ပါဝင်ရှင်ပြိုင်သူတွေကိုယ်တိုင်ပါလီမန်နဲ့ရောက်သွားစေတဲ့လိုမျိုးခံစားချက်တွေကိုပေးစွမ်းနိုင်တာပဲဖြစ်ပါတယ် အသွင်သက်သက်မှာအဖွဲ့ဝင်နှစ်ဦးနဲ့စုစုပေါင်းပြိုင်ပွဲဝင်၈ဦးပါဝင်ပါတယ်ဒီနေ့ခေတ်မှာတော့ British Parliamentary Debate Format ဟာဆိုလို့ရှိရင် America, Asia, Africa နဲ့ဥရောပအပါအဝင်ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ပြိုင်ပွဲအများစုမှာပါအသုံးပြုတဲ့ format တစ်ခုဖြစ်လာပါတယ်။နောက်ဆုံးတစ်ခုဖြစ်တဲ့ Lincoln Douglas Format ဟာဆိုလို့ရှိရင်1858ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ Abraham Lincoln နဲ့ Stephen A. Douglas ကြားက7 debates ကိုအခြေခံပြီးတော့ပေါက်ပေါက်လာတာပဲဖြစ်ပါတယ်။ 20ရာစုက educator တွေကနေပြီးတော့ philosophical values, clarity နဲ့ ethical reasoning တွေကိုအလေးပေးတဲ့ဒီပိတ်အမျိုးအစားတစ်ခုအဖြစ် Lingo Douglas format ကိုစတင်အသုံးပြုခဲ့ကြရပဲဖြစ်ပါတယ်။ Lingo Douglas format ထူးခြားချက်ကတော့တခြား format တွေလိုအသင်းလိုက်ရှင်းပြရတာမျိုးမဟုတ်ဘဲနဲ့ one on one တယောက်ချင်းရှင်းပြရတဲ့ academic format အမျိုးအစားတစ်ခုဖြစ်နေရပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒါဆိုရင်တော့အားလုံးပဲ format ဆိုတာဘာလဲဆိုတာကိုသေချာလေးသိသွားကြလောက်ပြီထင်ပါတယ်။နောက်လာမယ့် video တွေမှာလည်း ဒီလိုမျိုးဒီပိနဲ့သက်ဆိုင်တဲ့ knowledge တွေကို sharing လုပ်သွားပြီးလို့ရှိရမလို့စောင့်မျှော်ကြည့်ရှုပေးကြဖို့မမေ့ပါနဲ့နော်။